โอเคအားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ကဗီဒီယိုတွေတင်တဲ့အခါ view များများရစေမယ့်အချက်တွေမိတ်ဆွေများမရောက်ပေးမှာပဲဖြစ်ပါတယ်ဗျ subscriber 1000ဝဝ4000အမြန်ရစေမယ့်နည်းတွေကိုကျွန်တော်နေ့မရောက်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါလေးကဗာလေးလေဆိုတော့နံပါတ်1ချက်ကကျွန်တော်တို့ဗီဒီယိုတင်တဲ့အခါမျိုးမှာ template ထည့်ပြမှာဖြစ်ပါတယ် template ကိုကျွန်တော်လူတွေစိတ်ဝင်စားအောင်လို့ထည့်ပြမှာဖြစ်ပါတယ်ဗျနံပါတ်1နံပါတ်1ကတော့ကျွန်တော်ဗီဒီယို quality တွေကိုအကြည့်ထုတ်ပြရမှာဖြစ်ပါတယ် quality တွေကျွန်တော်တွေ HDG တွေကျွန်တော်တွေခုနောက်ပိုင်း 4K တောင်ပေါင်းနေเนาะအဲ့တော့ HD အကြည့်လေးထုတ်ပြရမှာဖြစ်ပါတယ် နံပါတ်3ကတော့ဗီဒီယိုတင်တဲ့အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကဗီဒီယိုတင်တဲ့အချိန်မျိုးမှာဟိုကိုအားတဲ့ချိန်ကျွန်တော်ဆိုလို့ရှိရင်ဟိုကျွန်တော်ဒီနောက် channel ကိုကျွန်တော်ကိုကအလုပ်ကတစ်ဖက်နဲ့ဆိုတော့အားတဲ့ချိန်ကောက်တင်လိုက်တာပဲလုတ်ပြီးချိန်ကောက်တင်လိုက်မှလည်းအဲ့လိုမလုပ်ပါနဲ့အဲ့တော့မိစမြအချိန်လေးတက်မှတ်ထားပါအဲ့တော့ကျွန်တော်တို့ဒီနေ့ရှင်းနိုင်တင်တယ်ဆိုလို့ရှိရင်နောက်နေ့လည်းရှင်းနိုင်နီးပါးတင်နိုင်အောင်ကြိုးစားမှာဖြစ်ပါတယ်အတက်နိုင်ဆုံးတော့မနေ့တစ်ပုတ်ညတစ်ပုတ်တင်နိုင်ရပို့လို့ကောင်းပါတယ်ဗျအခုနောက်ပိုင်း YouTube ကဗီဒီယိုများများတင်လေကြိုက်လေပဲဖြစ်ပါတယ်။သူကိုယ်တိုင်ကျွန်တော် promote လုပ်ပြီးဖြန့်ပေးပါတယ်ဗျ။ဒါကြောင့်မလို့ကျွန်တော်တို့ဗီဒီယိုတွေကို ကျွန်တော်တို့ဒီအချိန်မှန်လေးတင်ပေးပါပြီးနောက်တစ်ချက်ကတော့အရေးကြီးပါတယ် hashtag တွေကိုတခြားလေးထည့်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ channel အမျိုးအစားတူတူပဲကျွန်တော်တို့အရင် senior channel တွေရှိတယ်အဲ့ senior channel ကိုကျွန်တော်တို့တွားကြည့်ရမှာဖြစ်ပါတယ်သူတို့တွေ hashtag တွေဘယ်လိုထည့်ထားလဲသူတို့တွေ view များတဲ့ channel view များတဲ့ video တစ်ချက်တွားကြည့်လိုက်သူတို့တွေခေါင်းစဉ်ဘယ်လိုပေးတယ် hashtag တွေဘယ်လိုထည့်လဲဆိုတာကိုကျွန်တော်ကြည့်ပြီးတော့ပြန်သုံးမှာဖြစ်ပါတယ်ဗျ hashtag တွေတခြားလေးတခြားလေးထည့်ပြမှာဖြစ်ပါတယ် okay နောက်ဆုံးချက်ကတော့အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော်တို့ရေဒီကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေကိုကျွန်တော်တို့က share မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ့်ရဲ့ဗီဒီယိုအပိုင်းစာလေးတွေကိုအပိုင်းစာလေးကိုယူပြီးတင်မယ် TikTok မှာတင်မယ်အစားဆုံးကြည့်ချင်းကျွန်တော် channel ကိုလာပါဆိုပြီးကျွန်တော်တို့တွေ TikTok ကလည်းကျွန်တော်တို့ TikTok လူတွေဆွဲခေါ်မယ်ပြီးရင် Telegram လူတွေကို Telegram မှာရှိတဲ့လူတွေကိုလည်းကျွန်တော် channel ထဲကိုဆွဲခေါ်မယ်အဓိကဆွဲခေါ်မယ်သူကတော့ Facebook ပဲဖြစ်ပါတယ်အဲ့တော့ Facebook ကလူတွေကိုကျွန်တော် channel ထဲဆွဲခေါ်မှာဖြစ်ပါတယ်ဗျာ ဲ့တော့ကျွန်တော်တို့လင့်လင့်လေးလေးကိုကျွန်တော်တို့တွေဒါတော့ဒါတော့ကျွန်တော်ရဲ့ယူဒါတော့ကျွန်တော်ရူ channel လင့်နေပါအဲဘာကြောင့်မှတင်ပါလဲစိတ်ဝင်စားရင်ဝင်ကြည့်ပြပါစားပြီးကျွန်တော်တို့က Facebook group ဒီမှာ share မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အကောင့်ဒီမှာလည်းကျွန်တော်တို့ share မယ် group မှာ share မယ်အဲ့တော့ကြောင့်မို့ကျွန်တော်တို့တွေအဲ့တော့ဒီယူရီများများရဖို့အတွက် server မြန်ရဖို့အတွက်ကတော့ Facebook မှာ share မှာဖြစ်ပါတယ် share မယ်ဆိုရင်အခုအသုံးပြုနေ Facebook account နဲ့မ share ပါနဲ့ Facebook account အသစ်တစ်ခုထပ်ဖွင့်ပါ သူ့အတွက်ရှဲမဲ့အကောက်တက်တက်ပေါ့နော်ရှဲမဲ့ကောက်တက်တက်ထပ်ပွင့်မှာဘာကြောင့်တက်တက်ထပ်ပွင့်နေတာလဲဆိုတော့ရှဲမှများလို့ရှိရင်အကောက်ကကျွန်တော်လော့ချတက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကုသုံးတဲ့အကောက်နဲ့မရှဲပါနဲ့ကျွန်တော်တို့ Facebook အကောက်သူ့အတွက်ပေါ့နော်ရှဲဖို့အတွက်အကောက်တက်အကောက်တက်လေးနဲ့သုံးပေးပါဗျ โอเคအဲ့ဒါလေးကိုကျွန်တော်တွေ group တွေမိတ်ဆွေများကဘာ channel ထောင်းတာလဲကိုကိုနဲ့သက်ဆိုင်တဲ့ channel group တွေပေါ့เนาะဥမာဥမာကျွန်တော်ဆိုရှင်ကျွန်တော်နီးမိညာဖုန်းနဲ့ပတ်သက်တာတွေဟာငွေရှာတိကြောင်းတွေကိုကျွန်တော်တင်ပေးတယ်အဲ့ဒါကြောင့်မို့ကျွန်တော် share my group ပါလဲအမှန် YouTuber မြန်ဆုံစီရာတို့အဲစာပြေဖုန်းနီးမိညာအကြောင်းတွေအဲစာပြေပေါ့เนาะကိုနဲ့ဆိုင်တဲ့သက်ဆိုင်တဲ့ group တွေကိုကျွန်တော် like join ရတယ်အားလုံး join တာအများကြီး join တာ30လောက်40လောက် join တာ join တိုင်းပြီဆိုတာနဲ့ကျွန်တော်တွေမနက်ပိုင်း ဲဆယ်ဘုတ်မရမဆယ်ကလူ share လိုက်ညနေပိုင်းနောက်တော့ဆယ်ကလူ share လိုက်အဲ့လိုမျိုးမတူတဲ့ group တွေကို like share မှာဖြစ်ပါတယ်ဒါကြောင့်မလို့အမြင်ရချင်းအဲ့လို share မှာဖြစ်ပါတယ်ဗျ share မှု share နည်းကိုလည်းကျွန်တော်ဆက်လက်ပြီးမြောက်ပေးပါဦးမှာဗျ okay ဒီချက်တော့ချိန်လေးပါအောင်နော်